အားလုံးပဲမင်္ဂလာပါဒီသင်ခန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားမှာပါနားထောင်တယ်ထင်းထင်းဒီစကားလုံးလေးကတော့နားထောင်တယ်လို့အဓိပ္ပာယ်ရတယ် verb တစ်ခုဖြစ်တယ်ပေါ့နော်တန်ထလေးပြန်လေ့လာကြည့်ပါ thin thin မင်းနားထောင်ပါနီထင်းနီဆိုတာကမင်းပေါ့နော်ထင်းဆိုနားထောင်လေမင်းနားထောင်ပါနီထင်းနီထင်းနီထင်းမင်းတစ်ချက်လောက်နားထောင်ပါနီထင်းဤရှာ အီရှာဆိုတာကစကစုတစ်ခုဖြစ်တယ်ပေါ့နော်တစ်ချက်လောက်လို့ဘာသာပြန်တယ်ဗျအဲ့တော့ဒီစကစုကဝါကြတွေထဲမှာဆိုဖြစ်ဆပုတ်အနေနဲ့သုံးတယ်ပေါ့ဖြစ်ဆပုတ်ဆိုတာကတော့ verb ဖြစ်နောက်မှာထားသုံးတဲ့စကစုတွေပေါ့နော်ဥမာကျွန်တော်တို့ကဒါဆိုရင်နားထောင်တယ်ဆိုတာက verb တစ်ခုဖြစ်တယ်ဒါကြောင့်မို့သူ့ရဲ့နောက်မှာ ထင်းဤရှာဒီလိုတွဲလိုက်တယ်ဥပမာကျွန်တော်တို့ကခဏစောင်းပါဆိုရင်တုံဤရှာခဏထိုင်ပါဆိုရင်စော့ဤရှာခဏကြည့်ပါဆိုရင်ခန့်ဤရှာဒီလိုမျိုးသုံးတဲ့ပုံစံပေါ့နော်ဟုတ်အဲ့တော့မင်းတစ်ချက်လောက်နားထောင်ပါညီထင်းဤရှာညီထင်းဤရှာညီထင်းဤရှာမင်းကသူပြောတဲ့စကားကိုတစ်ချက်လောက်နားထောင်ပါညီထင်းဤရှာထားသောတဲ့ဟော 你听一下他说的话，哎哟，你明个听啥那套嘞？一下啥的吃老饱，那地皮是不也那么干不？谁白天没干不？谁白都表的是个。 ထားショတဲ့ဟွာဟွာစာစကားပေါ့နော်သူ့ကိုကျွန်တော်တို့ကသူပြောတယ်ဆိုတော့စကားစုနဲ့အထူးပြုထားတာပေါ့ထားショအဲ့တော့ဒီနန်ကိုအထူးပြုမယ်ဆိုရင်တက်စာလေးထည့်ပေးရတယ်ထားショတဲ့ဟွာသူပြောတဲ့စကားအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာဟွာဆိုတာကိုထည့်မသုံးလို့ရတယ်ထားショတဲ့ဆိုတာသူပြောတဲ့ဟာပေါ့သူပြောတဲ့ဟာဆိုကြတဲ့ဒါစကားတို့ဘာလို့ရည်ညွှန်းတာပေါ့နော်ဒါကြောင့်မို့ဟွာကထည့်လဲရတယ်မထည့်လဲရတယ်နော်အဲ့တော့မင်းသူပြောတဲ့စကားကိုတစ်ချက်လောက်နားထောင်ပါညီထင်းရီရှာထာရှော့တာ 你听一下他说的，你听一下他说的。明啊，表达那套吧，你听我说，你听我说，你是那个明明白呢？听啥那套了？哎呦，你听啥明那套嘛的？我啊说啥表达，我表达不呢？我说我表达哈。哎呦，你听明那套，我说我表明。哎，哎呦，把它变来着，我表达明那套嘛不？你听我说。 你听我说，明阿表达哪趟吧，后边啦，你听我说，好不好？ 你听我说好不好？အဲ့တော့ဟောင်ရဲ့မူရင်းတိပ္ပယကောင်းတယ်ပေါ့နော်ပုဟောက်စာမကောင်းဘူးအဲ့တော့အဟုတ်နဲ့အညင်တွဲထားရတာကောင်းလားလို့ပြောတာဟောင်ပုဟောက်ဒါပေမဲ့ဒီမှာတော့ဘယ်လိုလဲဘယ်လိုလဲဆိုတော့ဟုတ်ပြီလားပေါ့နော်ရှေ့ကဒီမှာပြောထားတဲ့စကားကိုပြန်ပြီးတော့သူက confirm ဖြစ်လားမဖြစ်လားဆိုပြီးတော့တုံ့ပြန်မိတဲ့အခါမှာဟောင်ပုဟောက်လို့သုံးတယ်နော်မင်းကပြောတာနားထောင်ပါဟုတ်ပြီလား你听我说好不好？你听我说好不好？ ငါမင်းစကားကိုနားထောင်မေ我听你的话我听你的话我ငါက听စာနားထောင်မေ你的话你的စာမင်းရဲ့话ကစကားတကမထည့်လဲရတယ်ပေါ့နော်အဲ့တော့你的话စာမင်းရဲ့စကားပေါ့အဲ့တော့ငါမင်းရဲ့စကားကိုနားထောင်မေ我听你的话ဒီမှာ话ကထည့်မပြောတော့အောင်နော်我听你的我听你的我听你的အမင်းပြောတာနားထောင်မေ我听你的我听你的 ်မေယသူစကားကိုနားထောင်သင်နေ你应该听他的话你应该听他的话应该ဆိုတာတစုံတစ်ခုကိုလုံးသိနေဆိုတဲ့အဓိပ္ပာယ်သူကတော့ auxiliary verb တစ်ခုဖြစ်တယ်ဗျထင်းစာနားထောင်တာဒါကြောင့်မို့ auxiliary verb ကဒီ verb ဖြစ်ရှိရာအထူးပြုပြီးသုံးတယ်ပေါ့နော်应该听ဆိုရင်နားထောင်သင်နေဒီ verb ဖြစ်နောက်မှာကံပုတ်ဆက်ရပါလေသူရဲ့စကားပေါ့他的话ဟုတ်ပြီနော်အဲ့တော့你应该听他的 话，那叫什么话？啥？听不懂了呀！然后他的，嗯，你应该听他的，你应该听他的，你应该听他的。明个、嗯，谁要是搞过那场地呢？你们应,、嗯、应该听老师的话，你们应该听老师的话。 နေမန်းမင်းတို့ကအင်ကိုင်းထင်းနားထောင်သင်းတယ်ခုနကနံပါတ်၈လိုပဲပေါ့နော်ထင်းစာ vet တခုဖြစ်တယ်အင်ကိုင်းဒါကတော့အကြံပြုတာပေါ့ auxiliary vet တခုဖြစ်တယ်ပေါ့နော်အကြံပြုချက်တွေကိုဖော်ပြအောင်အတွက်သုံးတယ်ပေါ့ auxiliary vet ဆို vet ဖြစ်ရှိရအထူးပြုလိုက်တယ်အင်ကိုင်းထင်းနားထောင်သင်းတယ်ဒီ vet ဖြစ်နောက်မှာကံပုတ်အစိုက်ပိုက်ပါလဲ老师的话ဆရာရဲ့စကားပေါ့နော်ဆရာစကား老师的话话ကထည့်မသုံးလို့ရတယ်ပေါ့နော်နေမန်းအင်ကိုင်းထင်း老师的话 你们应该听老师的，你们应该听老师的。明斯嘎表达过，我拿套你吧嘞，我在听你说话，我在听。你说话，哎，到底嘛在在说那个正在也多高不？喏，特单没表演老老的，在录表演老老的，那个 advert 酷皮的不？今年的酷啊，是来皮皮你噻。 ဒီ process တဲမှာရှိနေတာအောင်ပြတယ်ပေါ့အဲ့တော့ဇိုင်ထင်းစာနားထောင်တယ်အဲ့တော့ဇိုင်ထင်းစာနားထောင်နေပါလေတဲ့နေရှောခွာစာမင်းစကားပြောတာနေကမင်းရှောကပြောတယ်ခွာကစကားเนาะအဲ့တော့စကားပြောတဲ့ဆိုရင်เนาะရှောခွာမင်းစကားပြောတယ်နေရှောခွာမင်းစကားပြောတာကောငါနားထောင်နေတယ်ဝါဇိုင်ထင်းနေရှောခွာဝါဇိုင်ထင်းနေရှောခွာမင်းပါလို့ငါစကားကိုနားမထောင်တာလေနေ 怎么不听我的话？你怎么不听我的话？怎么啥的嘛？把路嘞，手表表达不呢？大家咯，第一张表就没得没个么好表，多少叫咯？的嘛，所以按我是出生的看啥节目破表的都拿不呢？把路那么吵哪嘞？怎么不听？听啊，哪吵哪不听啥？那么吵不呢？怎么不听？把路那么吵哪嘞？把嘞，我的话啥我也是卡。 ဒါကံပုတ်စိတ်ပဲပေါ့နော်နားထောင်ခြင်းခံရတဲ့အရာဟောတဟွာမဲပါလို့ကစကားကိုနားမထောင်တာလေညီဇာမပူထင်းဟောတဟွာညီဇာမပူထင်းဟောတဟွာငါနားမထောင်ခြင်းမူဟောပူရှန်ထင်း 我不想听အဲ့တော့ဒီမှာ xiang ဆိုတာက auxiliary verb တစ်စုံတစ်ခုကိုလှုပ်ချင်တယ်ဟုတ်ပြီเนาะ auxiliary verb တစ်ခုဖြစ်တဲ့ thin စာနားထောင်တယ်အဲ့တော့ဒီ auxiliary verb ကျတော့ verb ဖြစ်ရှာတဲ့အထူးပြုတယ်ပေါ့ xiang thin နားထောင်ခြင်းနဲ့ xiang thin ကောက်ပြီးညင်းတဲ့အခါကျတော့ဒီ auxiliary verb ဖြစ်ရှာနေပုံနဲ့ညင်းနေပိုရှန်ဆိုမလှုပ်ချင်တာအဲ့တော့ပိုရှန် thin ဆိုနားမထောင်ခြင်းဘူးတဲ့ငါနားမထောင်ခြင်းဘူး我不想听 我不想听，我不想听，我那么讨厌木。啊，个月我那讨厌的是喏，我想听，我想听，那么讨厌木是喏，我不想听啥子偏颇喏。杜彪的我那么讨厌木，我不想听他说的。 我不想听他说的。အဲ့တော့နားထောင်တယ် Zack ကထင်းသူ့ရဲ့နောက်မှာကံပုတ်အစိပ်ပိုင်းတုံးထားတယ်သူပြောတဲ့ဟာ他说的他ကသူ说စာပြောတယ်တစာဒီမှာနောက်စပုတ်တဲ့ဟာလို့ပါတာပဲနဲ့သူပြောတဲ့ဟာပေါ့他说的ဟုတ်ပြီနော်သူပြောတဲ့ဟာ他说的အဲ့တော့ဒီစကားစုကနားထောင်ခြင်းခံတဲ့ကံပုတ်ပေါ့听他说的သူပြောတာကောငါနားမထောင်ခြင်းဘူး我不想听他说的我不想听他说的 အကယ်၍မင်းပြောတာငါနားမထောင်ခြင်းဘူးဆိုရင်တော့ဝဘုရှန်ထင်းနေရှောတာစသဖြင့်ပေါ့နော်နားမထောင်နဲ့ပိုရောက်ထင်းပိုရောက်ထင်းထင်းစာနားထောင်တာเนาะပိုရောက်ပိုရောက်စာတားမြစ်တဲ့အခါမှာသုံးတယ်ပေါ့နော်တားတဲ့အခါမှာသုံးတယ်သူကတော့ negative adverb လို့ခေါ်တဲ့အငင်းကရိယာဝိသေသနာတစ်ခုဖြစ်တယ်ဒါမှမဟုတ်တားတဲ့အခါသုံးတယ်เนาะအဲ့တော့ထင်းစာနားထောင်တယ်ပိုရောက်ထင်းဆိုရင်နားမထောင်နဲ့ပိုရောက်ထင်းပိုရောက်ထင်းပိုရောက်ထင်း ူစကားကိုမင်းနားမထောင်နဲ့ညီပေါ်ရောက်ထင်းထားတဲ့ဟွာညီပေါ်ရောက်ထင်းထားတဲ့ဟွာထားတဲ့ဟွာဆိုသူ့ရဲ့စကားပေါ့နော်ဒါကတော့စကားစုတစ်ခုဖြစ်တယ်နားထောင်ခြင်းခံရတာ verb ဖြစ်တော့ကကံပုတ်အဲ့တော့ထင်းထားတဲ့ဟွာဆိုသူ့စကားကိုနားထောင်တယ်ဒါကိုကျွန်တော်ပူရောက်ဆိုပြီးတော့မလုပ်လဲအဲတားထားတာပေါ့နော်တားမြစ်တဲ့အခါမှာဒီ advert ကိုတော့ verb ဖြစ်ရှာအထူးပြီးတော့ပူရောက်ထင်းနားမထောင်ပါနဲ့ညီပူရောက်ထင်းမင်းနားမထောင်ပါနဲ့ထားတဲ့ဟွာသူ့စကားကိုမင်းသူ့စကားကိုနားမထောင်နဲ့ 你不要听他的话，你不要听他的话。我拿来多比，我听懂了，我听懂了。我刚刚听啥拿头嘞？东啊拿来了，拿头来了，拿来多嘞，他压来了可了喏。第二个罗，第二家嘞嘛，所以压来皮实不你呢，都是压来是那个老少这边的发现了嘛，第老少这叫皮包了的压来过。 တွဲသုံးထားတာပေါ့အဲ့တော့ရလက်ဆိုတာက valve တွေ agitator တွေကိုသုံးလေးရှိတယ်ပေါ့အဲ့တော့ thin စာနားထောင်လဲ၃စာနားလဲတယ်နားထောင်တဲ့အတွက်ရလက်ကဘာဖြစ်သွားလဲနားလဲသွားတယ်၃အဲ့တော့ရလက်ထွက်သွားတဲ့ကြောင့်နောက်မှာလနောက်ဆက်ပုံလေးထည့်တာအခြေအနေပြောင်းသွားပြီ နားမလဲသေးတဲ့အခြေအနေကနေနားလဲတဲ့အခြေအနေကိုပြောင်းသွားတယ်ပေါ့ဒါဆိုလို့ရှိရင် နောက်မှာဒီလဆိုတဲ့နောက်ဆက်ပုံလေးထည့်ထားတယ်ငါနားလဲသွားပါပြီ wa thin tong le wa thin tong le ငါနားလဲသွားပါပြီ မင်းနားလဲပြီလားနေထင်းတုံလမနေထင်းတုံလမအကယ်၍လားလို့မေးတဲ့အခါနောက်ဆုံးမှာမားဆိုတဲ့ဝါချနောက်စပုတ်လေးတုံတယ်နော်မင်းနားလဲသွားပြီလားနေထင်းတုံလမနေထင်းတုံလမ ကောင်းပြီဒီနေရာမှာအဟုတ်အငင်းတော့ကြည်နေထင်းတော်လဲမေဟုတ်ပြီနော်ခုနကလက်လက်ဆရာကတစုံတစ်ခုကိုခြေနေပြောင်းသွားတာသူ့ရဲ့အငင်းကအဲ့လိုမဖြစ်ခဲ့ဘူးကမေရောလက်စာအဟုတ်ပုံစံမေရောဆိုတာအငင်းပုံစံလက်မေရောဆိုတာဒါအဟုတ်နဲ့အငင်းနဲ့ကိုတွဲဆက်ထားတာထင်းတော်လဲမေရောအဲ့လိုသုံးတာပေါ့ဒါပေမဲ့တကယ်စကားပြောတဲ့အခါကျဒီရောဆိုတဲ့အတန်တော့ကထက်မပြောလဲရတယ်ဒါကြောင့်မို့နေထင်းတော်လဲမေ နီထင်းတုံလမေမင်းနားလဲသွားပြီလားဒါဆိုနံပါတ်16ပါกว่าလဲဆိုတော့တိတ်တော့กว่าချားမှုမရှိဘူးဒါပေမဲ့မားကြတော့များသောအားဖြင့် test book တွေထဲမှာသုံးတယ်အဟုတ်အငင်းကြတော့စကပြောတွေမှာပို့တွင်ကျတယ်ပေါ့ဒါပေမဲ့နှစ်ခုလုံးတော့သုံးလို့ရပါတယ်เนาะဒီလိုလေးပြန်ဆိုကြည့်ပါဦးမင်းနားလဲသွားပြီလားနီထင်းတုံလမနီထင်းတုံလမဒါမှမဟုတ်ဒီလိုပြောကြည့်မယ်နီထင်းတုံလမနီထင်းတုံလမ ငါနားမလဲဘူးဝါထင်းပို့တုံဝါထင်းပို့တော့ဝါငါကထင်းစာနားထောင်တယ်ပေါ့နော်နားထောင်တယ်ဒီနားထောင်တယ်ဆိုရဲလှုပ်ဆောင်ကြကြောက်သူ့ရဲ့ရလကဘာဖြစ်လဲနားမလဲတာပို့တုံတုံကနားလဲတာပို့တုံစာနားမလဲဘူးအဲကြောင့်မို့ကျွန်တော်ကဝါထင်းပို့တုံလို့ပြောတယ်နော်ဝါထင်းငါနားထောင်တာကပို့တုံနားမလဲဘူးဝါထင်းပို့တုံဝါထင်းပို့တုံဝါထင်းပို့တုံ sorry ပါဗျာကျွန်တော်နားမလည်ဘူးရှေ့ကတောင်းပန်စကားလေးဆိုတာတွေ့ဖို့ချီတွေ့ဖို့ချီ sorry ပါတွေ့ဖို့ချီဝါ widetilde ဖို့တော့ sorry ပါကျွန်တော်နားမလည်ဘူးတွေ့ဖို့ချီဝါ widetilde ဖို့တော့တွေ့ဖို့ချီဝါ widetilde ဖို့တော့ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Chinese for Oversight e-learning membership program ကိုကျူဆူပါရစေ ကျွန်တော်တို့ website မှာမှန်မှတစ်ကြိမ်ဝင်ထားရုံနဲ့တရုတ်စကားပြောအရေးဖတ်အတန်ထွက်တတာညံစမ်းတွေနဲ့ HSK တင်ကန်းစာတွေကိုခါမဲ့လေးလာခွင့်ရမှာပါလေးလာခွင့်ရရှိမဲ့ကိုစစ်တွေ80ကျော်ဖြစ်ပြီးတော့ဒီထဲမှာ video တင်ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တေချာနေစနစ်တွေနဲ့လေးလာခွင့်ရရှိမဲ့နမူနာတင်ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာ အလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ website နဲ့ပတ်သက်တဲ့ chat လက်တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခမ။အခုသင်ခန်းစာလေးကိုဆက်ပြီးတော့လေ့လာကြရအောင်ခမ။ပြောတန်ကြားတဲ့ဆိုဟုတ်ပြီနော်။ Tin shaw Tin ဆိုတာကနားထောင်တယ်။ Shaw ဆိုတာပြောတယ်။ ပြောတာကိုနားထောင်တယ်သူမဟုတ်ပြောတာကိုကြားတယ်ဆိုတာက ပြောတတ်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ပြီနော်ထင်းရှောဆိုတာပြောတတ်ကြတယ်ကျွန်တော်မြန်မာစကားကြတော့ဆိုဆိုပြီးတော့တုံးတယ်နော်ဆိုဆိုတာပြောတတ်ကြတာကိုပြောတာနော်အဲ့တော့မြန်မာတွေကြတော့ဆိုဆိုတဲ့ဟာလေးအဲ့တော့ အဲ့ဒါလေးကိုလေ့လာကြည့်အောင်เนาะဟုတ်အဲ့တော့မင်းတို့စစ်ဆက်လိုက်ပြီဆိုအဲ့လိုပြောတာလေဆိုစာပြောတန်ကြားတယ်ဆိုတဲ့အဓိပ္ပာယ်မင်းတို့စစ်ဆက်လိုက်ပြီလို့ပြောတန်ကြားတယ်မင်းတို့စစ်ဆက်လိုက်ပြီဆိုဒါကမြန်မာလိုပြောတန်ကြားတယ်ဆိုတာကိုဆိုလို့သုံးတာเนาะဒါဆိုနားလဲပါတယ်เนาะမြန်မာလူမျိုးကတော့မင်းတို့စစ်ဆက်လိုက်ပြီဆိုအဲ့တော့သူနိုင်ငံညာထွက်သွားပြီဆိုအဲဟိုဟိုတယောက်ကနေမကောင်းဘူးဆိုအန်ဒီလိုလေးတွေပေါ့ဆိုဆိုတာအဲ့လိုပြောတန်ကြားတယ်လို့ပြောတာအဲ့တော့ထင်းရှောဟုတ်ပြီเนาะနေမန်နေမန်စမင်း င်းတို့တင့်ဝင်းတင့်ဝင်းဆိုတာလက်ထက်တာပေါ့တင့်ဝင်းလက်ဒါကတော့အခြေအနေပြောင်းသွားတာအဲ့တော့တင့်ဝင်းလက်ဆိုတာစစ်ဆက်လိုက်ပြီပေါ့တင့်ဝင်းလက်တင့်ဝင်းလက်စစ်ဆက်လိုက်ပြီအဲ့တော့နေမန်တင့်ဝင်းလက်နင်တို့စစ်ဆက်လိုက်ကြပြီနေမန်တင့်ဝင်းလက်အဲ့တော့မင်းတို့စစ်ဆက်လိုက်ကြပြီဆိုထင်းရှောနေမန်တင့်ဝင်းလက်听说你们订婚了，အဲ့တော့စစ်ဆက်တဲ့နေရာမှာကျွန်တော်လက်ထပ်တဲ့စာလေးပြောင်းသုံးကြည့်ပါဦးလက်ထပ်တာကျတော့ချေဝင်းလို့ပြောတယ်ချေဝင်း ကျယ်ဝန်းစာလက်ထက်တာခုနလိုပဲပေါ့မင်းတို့လက်ထက်လိုက်ကြပြီလို့ပြောတဲ့ကြားတယ်မင်းတို့လက်ထက်လိုက်ပြီဆိုထင်းရှော你们结婚了ထင်းရှော你们结婚了ကောင်းပြီနောက်ထပ်ဒါနဲ့ပတ်သက်တဲ့အသုံးအနှုန်းလေးတစ်ခုကတော့ဟိုကွာရှင်းနေပေါ့လီဝင်းလီဝင်းစာကွာရှင်းတာပေါ့နော်အဲ့တော့နေမန်လီဝင်းလဲဆိုရင်နေတို့ကွာရှင်းလိုက်ပြီအဲ့ဒါကိုဆိုပြောတဲ့ကြားတယ်ဆိုရင်ထင်းရှော်အဲ့တော့မင်းတို့ကွာရှင်းလိုက်ပြီဆို 听说你们离婚了。听说你们离婚了，没有？我先来加一首。听说你们离婚了，嗯。 ကောင်းပြီငါပြောတတ်မကြဘူးဘူးဝါမေထင်းရှောကောဝါမေထင်းရှောကောအဲ့တော့ထင်းရှောစာပြောတဲ့ကြားလေကောဆိုတာဖူးတယ်ဗောဒါကအတိတ်ကအတွေ့အကြုံလေးကိုဖော်ပြတာဗောနော်တစုံတစ်ခုကိုလောက်ကန်ဆောင်ရွက်ဖူးတယ်သွားဖူးတယ်လာဖူးတယ်စားဖူးတယ်စသဖြင့်ပြောချင်လို့ရှိ Verb ရဲ့နောက်မှာကောဆိုတဲ့စကားလုံးကိုသုံးတယ်ဗောအဲ့တော့ထင်းရှောစာပြောတဲ့ကြားလေထင်းရှောကောဆိုရင် ပြောတဲ့ကြားဖူးတယ်ကောင်းပြီအဲ့တော့ဒီဖူးတယ်ဆိုတဲ့စကားလုံးကအတိတ်ကိုရင်ညွှန်း တဲ့စကလုံးဖြစ်တယ်ဒါကြောင့်မို့သူ့ကိုအငင်းသုံးတဲ့အခါမှာကျွန်တော်တို့ပုနဲ့သုံးလို့မရဘူးမေယောဆိုတာနဲ့သုံးရတယ်အပြည့်ဆိုတော့မေယောပေါ့နော်မေယောထင်းရှောကော့ဒါပေမဲ့ကျွန်တော်တို့စကားပြောတဲ့အခါမေယောလို့အပြည့်ဆုံးပြောစရာမလိုပဲနဲ့မေဆိုတဲ့တန်ကိုပဲသုံးရင်လုံလောက်တယ်ပေါ့ဒါကြောင့်မို့မေထင်းရှောကော့စာ ပြောတဲ့မကြဖူးဘူးပေါ့နော်အဲ့တော့ငါပြောတဲ့မကြဖူးဘူးဝါမေထင်းရှောကော့ 我没听说过เนาะငါပြောတတ်မကြဘူးဘူး我没听说过တချင်းနားထောင်တယ်တချင်းတချင်းနားထောင်တယ်ဆိုရင်听歌听歌အဲ့တော့听စာနားထောင်တယ်歌စာတချင်းเนาะတချင်းအဲ့တော့တချင်းကဘာလို့ချင်းခံရလဲနားထောင်ခြင်းကိုခံရတာဒါကြောင့်မို့နားထောင်တယ်ဆိုတဲ့ verb ဖြစ်တော့မှာကံပုတ်အနေနဲ့သုံးတယ်ပေါ့အဲ့တော့听歌တချင်းနားထောင်တယ်听歌 ထင်ကသချင်းနားထောင်တယ်ဟုတ်ပြီအဲ့တော့ငါကသချင်းနားထောင်တာကြိုက်တယ်ဝါစီဝမ်ထင်က 我喜欢听歌，喜欢啥在的，都不加的，你得的，这个 verb 的口语的不喏，高米，然后就那密码路加了哪套啊啦，在的，第一路加了在的哪套嘞，都要把皮路在的，所以 verb 够西嘛东哪啦嘞，高米，第一张嘞个，西的跟啥的嘛嘞，就那新标比的不喏，第嘛嘞特别有新标比没标，就那路在的，所以个西天啊的在的，好的好，大家西呢不得套破标的 verb 的口语的哪套。 ောက်တယ်နားထောက်တယ်ဆိုတာလက်တွေ့လှုပ်ဆောင်ချက်လက်တွေ့နားထောင်တာပေါ့အဲ့တော့တရုတ်ဘာသာစကားမှာကျတော့သူကဒီလိုစိတ်ခံစားချက်ပြတဲ့ verb တွေရဲ့လက်တွေ့လှုပ်ဆောင်တဲ့ verb တွေကိုတွဲသုံးတော့မယ်ဆိုရင်သူကစိတ်ကအရင်ဖြစ်တယ်ဗျဟုတ်ပြီနော်စိတ်ကလည်းအရင်ဥဆောင်တယ်လို့သတ်မှတ်တယ်ဒါကြောင့်မို့စိတ်ကိုဖော်ပြတဲ့ verb တွေကိုအရင်သုံးရပြီးတော့သူ့ရဲ့လှုပ်ဆောင်ချက်ပြတဲ့ verb တွေကိုသူ့ရဲ့နောက်မှာဆက်တွဲတာပေါ့အဲ့တော့ရှီဝမ်းထင်းဆိုနားထောင်ရတာကြိုက်တယ်နားထောင်ခြင်းခံတာတချင်းဆိုတော့ကထင်းရဲ့နောက်မှာဆက်တွဲတယ်ပေါ့အဲ့တော့ထင်းကစာတချင်းနားထောင်တယ် ်စေဟွမ်းသင်္ကောသတချင်းနားထောက်ရတာကြိုက်တယ်အဲ့တော့ငါကတချင်းနားထောက်ရတာကြိုက်တယ်我喜欢听歌我喜欢听歌ငါတချင်းနားထောက်ရတာကြိုက်တယ်我喜欢听歌我喜欢听歌ဟုတ်ပြီနော်အဲ့တော့မင်းကတချင်းနားထောက်ရတာကြိုက်လား你喜不喜欢听歌你喜不喜欢听歌အဲ့တော့喜欢စာကြိုက်တယ် ို့ရှိခွမ်းစာမကြိုက်ဘူးဒါကအဟုတ်နဲ့အငင်းတရုတ်ဘာသာစကားမှာအဟုတ်နဲ့အငင်းကိုအဲ့လိုဓာတ်ရိုက်တွဲဆက်ထားလို့ရှိရင်လားဆိုတဲ့မေကွန်းပြောင်းသွားတယ်နော်အဟုတ်အငင်းပုံစံအဲ့ဒါမှာထူးခြားချက်လေးတစ်ခုကပထမထူးခြားချက်ကဘာလဲဆိုတော့အဟုတ်အငင်းတွဲထားတဲ့အထဲကပုကငါးတန်မြောင်းနဲ့ဖတ်ရတယ်နော်လေးတန်မဟုတ်ဘူးနော် ပို့ဆိုပြီးတော့အတန်တုံးမတင်ထားအောင်ငါးတန်မြောက်ပေါ့ပြီးတော့နောက်တစ်ခုကကျတော့ဒီအဟုတ်ပုံစံထဲမှာဆိုလို့ရှိရင်တဲ့နော်အတန်ဘလောက်ပဲရှိရှေဆုံးတတန်သုံးရင်လုံလောက်တယ်ဒါကြောင့်မို့အပြည့်အစုံပြရှေဟွားပို့ရှေဟွားလို့မသုံးတော့ရှေပို့ရှေဟွားဒီလိုသုံးတယ်ဒါဆိုကြိုက်လားပေါ့နော်ဘာလို့လဲထင်းကောစာတချင်းနားထောက်တာအဲ့တော့မင်းကားတချင်းနားထောက်ရတာကြိုက်လားညီရှေပို့ရှေဟွားထင်းကောညီရှေပို့ရှေဟွားထင်းကော မရတဲ့ချင်းနားထောက်ရတာကြိုက်လားညီ I put I think ก็အဲ့တော့ကြိုက်တာကိုကျွန်တော်ရှီဟွမ်းလို့ပြောလို့ရတယ်လို့ I လို့ပြောလို့လည်းရတယ်အဲ့တော့လှုပ်ဆောက်ချက်တစ်ခုခုနဲ့တွဲတော့မယ်ဆိုရှီဟွမ်းရော I ก็နှစ်ခုလုံးသုံးလို့ရပါဘောเนาะအဲ့တော့ကြိုက်မကြိုက်ဆိုရင် I put I I put I think နားထောက်ရတာကြိုက်လားကာပီတာဆို28နဲ့ဘာกว่าလဲဆိုတော့ဘာမှမกว่าဘူးဗျနံပါတ်28ကိုပြန်လေ့လာကြည့်မယ်เนาะညီရှီဖို့ရှီဟွမ်း think ก็ 你喜不喜欢听歌？然后喜欢说的那么爱国啥出来没？你爱不爱听歌？你爱不爱听歌？嘟嘟呗，喏，在他兜路亚来表。高米，第八大理几包？都来得钱拿套你的。他也在听歌，他也在听歌。在说那个正在也读高不呢？你都你说的老少节的苦果，老你的的。 အခြေအနေတရက်ထဲမှာရှိနေလို့ရှိရင်ကျွန်တော်ကကျွန်တော်စားရလို့သုံးတယ်ပြီးတော့သူက advert ဖြစ်တော့ verb ဖြစ်စီကအထူးပြုရတယ်လေစကားပြောတဲ့အခါကျတော့ကျွန်တော်စိုက်ဆိုတဲ့တတန်ပဲသုံးတယ်ဗျကျွန်တော်စိုက်ဆိုအပြည့်စုံသုံးစရာမလိုဘူးပေါ့နော်ဒါကြောင့်မို့စိုက် thinker ဆိုရင်တခြင်းနားထောင်နေတယ်စိုက် thinker သူလဲသူကထားရဲစာလဲပဲဒါက advert တစ်ခုဖြစ်တယ်ပေါ့နော်သူကတော့ subject နဲ့ကက်ကက်ပြီးသုံးလေးရှိတယ်ဗျာနော်သူလဲဆိုရင်ထားရဲ what ငါလဲဆိုရင်ဝေါ်ရဲမင်းလဲဆိုရင်နီးရဲအဲ့လိုပေါ့နော်အဲ့တော့သူလဲတချင်းနားထောင်နေတယ်ထားရဲစိုက်ထင်းကောထားရဲစိုက်ထင်းကောနားထောက်လို့ကောင်းတယ်ဟောင်ထင်းဟောင်ထင်းဟောင်စာကောင်းတာနော်ထင်းစာနားထောက်တာဒါနှစ်ခုပေါင်းမှ adjective တစ်ခုဖြစ်သွားတာနားထောက်လို့ကောင်းတော့ပေါ့နော် ဟောင်ထင်းနားထောက်လို့ကောင်းတယ်ဟောင်ထင်း ကောင်းပြီသူ့ကိုကျွန်တော်တို့ကအဟုတ်အငင်းလေးတုံးလိုက်တယ်နားထောက်လို့ကောင်းလားကျွန်တော်နောက်မှမားထည့်ပြီးမမေးတော့ဘူးလေအဟုတ်အငင်းပုံစံလေးနဲ့တုံးလိုက်တယ်ဟောင်ထင်းပုဟောင်ထင်းကောင်းပြီအဲ့တော့သူကအငင်းပုံစံထဲမှာဆိုဘာထူးကြလဲအဲအငင်းစက်ကလေးတွေငါးသက်မြောင်းနဲ့တုံးပေးရတယ်အဟုတ်ပုံစံထဲမှာဆိုရင်ဘာထူးကြလဲအဲအတန်ပဲနှစ်တန်ပဲရှိရှိရှေစုံတစ်တန်ပဲတုံးစရာလိုတယ်ပေါ့ဒါကြောင့်မို့နားထောက်လို့ကောင်းလားဆိုရင်ဟောင်ထင်း ပူဟောင်ထင်းလို့မပြောတော့ပဲနဲ့ဟောင်ပူဟောင်ထင်းဒီလိုပြောတာပေါ့ဟောင်ပူဟောင်ထင်းဟောင်ပူဟောင်ထင်းနားထောင်လို့ကောင်းလား Okay ဒီလိုပြန်ပြောမယ်ဒီတခြင်းနားထောင်လို့ကောင်းနေ 这首歌好听，这首歌好听，高米。然后第四啊，白流行表们哦，首苏达个，得亲的个表里哦，得帮那帮伊做点牛表啵。然后牛表十六岁，就拿了丁恰斯克隆那对，得帮那帮一首岁，得帮两首岁，那帮三首岁，东帮。打丁恰牛表对了，比如个得亲苏的难过，突不来的。大家莫得亲的帮说一首歌。 อีโชกะอလို့ပြောတယ်အညွန့်နှံ့စားတွေကသင်္ချာစကလုံးရဲ့ရှေ့ဟာအထူးပဲချော်อีโชกะဟုတ်ပြီเนาะဒါပေမဲ့ဒီအညွန့်နှံ့စားတွေတော့ထားသူနဲ့ကက်ရဲ့အတန်ထွက်ကတစ်ကနန်းဖြစ်နေထဲဆိုစရာမလိုတော့ဘူးဒါကြောင့်မို့သူကဘလို့ဆိုလဲချော်โชกะဒီတချင်းဒီတချင်းတပုတ်ပေါ့ဒီတချင်းချက်โชกะဟောင်းထင်းစာနားထောက်လို့ကောင်းတယ်အဲ့တော့ဒီတချင်းကနားထောက်လို့ကောင်းတယ်ချက်โชกะဟောင်းထင်းချက်โชกะဟောင်းထင်းချက်โชกะဟောင်းထင်း သူ့အတန်ကနားထောက်လို့မကောင်းဘူးထားတဲ့ရှင်ရင်不好听ထားတဲ့ရှင်ရင်不好听အဲ့တော့ဟောင်ထင်းစာနားထောက်လို့ကောင်းလေပုအငင်းတုံးထားလေပုဟောင်ထင်းစာနားထောက်လို့မကောင်းဘူးဘာကိုပြောရလဲရှင်ရင်စာအတန်ပေါ့နော်အဲ့တော့အတန်စရာနန်တစ်ခုဖြစ်တယ်သူ့ကိုကျွန်တော်ကထားနဲ့အထူးပြုထားတယ်ပုဂ္ဂလနဲ့စာတက်ထည့်ပေးရတယ်ထားတဲ့ရှင်ရင်သူ့ရဲ့အတန်ထားတဲ့ရှင်ရင်ဒါက subject ပေါ့နော်ပြီးတော့ ပို့ဟောင်းထင်းနားထောက်လို့မကောင်းဒါလေးနဲ့ဆက်ပြောမယ်အဲ့တော့သူ့အတန်ကနားထောက်လို့မကောင်းဘူးထားတဲ့声音不好听ထားတဲ့声音不好听သူတချင်းဆိုတာနားထောက်လို့မကောင်းဘူးထား唱歌不好听ထား唱歌不好听အဲ့တော့唱စာဆိုတဲ့歌啊တချင်းအဲ့တော့唱歌တချင်းဆိုတဲ့ subject လေးတွေ့လိုက်တယ်ထား唱歌သူတချင်းဆိုတဲ့အမှန်တော့ဒါကဝကြတဲ့ကြောင်းလေး အဲဒါမဲ့ကျွန်တော်တို့ကဒါကိုစကားစုအနေနဲ့ပြောရတဲ့ subject predicate phrase လို့ခေါ်တယ်အဲ့ဒါကိုဒီဝက်ကြတယ်မှာ subject အနေနဲ့ပြန်သုံးထားတယ် tha changer ဆိုတဲ့တတွဲလို့က subject ပြန်ဖြစ်သွားတယ်ပေါ့ tha changer ပို့ဟောင်းထင်းဟောင်းထင်းစာနားထောက်လို့ခေါ်တယ်ပို့ဟောင်းထင်းနားထောက်လို့မကောင်းဘူးပေါ့သူတချင်းဆိုတာနားထောက်လို့မကောင်းဘူး tha changer ပို့ဟောင်းထင်း tha changer ပို့ဟောင်းထင်းอืม အယံနားထောင်လို့ကောင်းတယ်ဖေးထာဟောင်းထင်းဖေးထာစာအယံဒါကတော့ဒီဂရီပြတဲ့ advert တစ်ခုဖြစ်တယ်ပေါ့အဲ့တော့ဒီဂရီပြ advert တွေက adjective တွေရှိရအထူးပြုထားနော်ဖေးထာအယံဟောင်းထင်းနားထောင်လို့ကောင်းတယ်ဖေးထာဟောင်းထင်းအယံနားထောင်လို့ကောင်းတယ်ဖေးထာဟောင်းထင်းအားလုံးကိုကျေးဇူးတင်ပါတယ်